မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ10ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမတရားမျိုးတန်ငါချေးရွာဖုန်ကြီးကျောင်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီစကမ်းကိုတိုက်ခိုက်သိမ်းပိုက်ရာစစ်ကောင်စီဘက်ကဗိုလ်ကြီးချစ်ခိုင်းအပါဝင်12ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ10ရက်နေ့မနက်9:00နာရီအချိန်မှာပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကမရီယာမြို့မြောက်ဘက်နှမိုင်အကွာမှာရှိတဲ့တောင်တငါကျေးရွာဖုန်ကြီးကျောင်းမှာတပ်ဆွဲထားတဲ့ စစ်ကောင်စီရဲ့အထိုင်စခန်းငယ်ကိုဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ပြီးတော့မနက်9:45မိနစ်အချိန်မှာအပိတ်သိမ့်ပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတောင်တငါကြီးရွာအထိုင်စခန်းငယ်ဟာမရိယာမြို့ကနေပြီးတော့စင်ကူးဘက်ကိုအထွက်မှတီးရှိပြီးတော့မရိယာမြို့နယ်ရေနသာကြီးရွာကျမ်းမှာပြည်သူများထံကနေပြီးတော့အတမငွေကြေးများကိုကောက်ခံနေတဲ့စစ်ကောင်စီစခန်းဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာ ဒရုန်းဂျမ်းမာတလက်လက်နက်ခဲယမ်းအများပြားနဲ့ဗိုလ်ကြီးချစ်ခိုင်းအပါဝဲစစ်သားအလောင်း12လောင်းဂန်ကိုတိတ်ဆိတ်ရရှိခဲ့တယ်လို့သိရပါဗျ။ဒါပြင်ကိုက်ပွဲအတွင်းမှာစစ်သားများဟာဂဇင်ကလျားနဲ့ထွက်ပြေးတဲ့သူတွေလည်းအများပြားရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲမှာပြည်သူကာကွယ်ရေးတပ်မတော်မန္တလေးဘက်ကရဲဘော်တအူးမြင့်မြတ်စွာကြာဆုံးခဲ့ရတယ်လို့သိရပါဗျ။လက်နက်ခဲယမ်းများကိုတိတ်ဆိတ်ရရှိခဲ့တော်လဲဗိုလ်ကြီးချစ်ခိုင်းကင်ဆောင်တဲ့ပစ္စတိုဟာကလေးကစားစရာပလတ်စတစ်ကော်စစ်တနက်ဖြစ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ ပြည်သူများအပေါ်ကိုလေချောင်းကနေပြီးတော့တိုက်ခိုက်မှုများလှုံ့ဆောင်နေတဲ့စစ်ကောင်စီရဲ့တောင်ကိုလေတဲ့စခန်းကိုတရခွန်မမရှော့တိုက်ထုံးဆယ်လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ10ရက်နေ့မနက်6:15မိနစ်အချိန်မှာတောင်ကိုလေတဲ့စခန်းအတွင်းကိုတရခွန်မမရှော့တိုက်ထုံးဆယ်လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရာပြစ်မှတ်ကိုခုနှစ်လုံးအောင်မြင်စွာထိမှန်ခဲ့တယ်လို့သိရပါတယ်။ပထမ၅လုံးပြစ်လိုက်တဲ့အချိန်မှာပဲစစ်ခွေးတွေဘက်ကလည်းလက်နက်ကြီး၅လုံးနဲ့တံပြန်ပြစ်ပါတယ်။နောက်၅လုံးထပ်ပြစ်ပြီးတော့ပြန်ဆုတ်ခဲ့တယ်။လမ်းတစ်လျှောက်မှာလည်းစစ်ခွေးတွေဘက်ကလက်နက်ကြီးတွေနဲ့ဒရဇက်ပြစ်ခတ်ပါတယ်။ လေရင်နယ်လဲပစ်ခတ်တဲ့သူတွေကိုပတ်ပြီးတော့ရှာနေတယ်ဒါပေမဲ့ရဲဘော်တွေအားလုံးဘေးကင်းစွာနဲ့ပြန်ထွက်လာနိုင်ခဲ့ပါတယ်လို့ BWM အဖွဲ့ကတာဝန်ရှိသူကပြောဆိုခဲ့ပါတယ်၎င်းစစ်စင်ရေးကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့စီမံမှုနဲ့ Mountain Knight Civilian Defense Force MKCDF အဖွဲ့ကတန်းတောင်းမြောက်ပိုင်းအထုဒေသအဖွဲ့ Fighter စားခဲ့အဖွဲ့စစ်ဒေသ31ပါတီရဲဘော်များနဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်လက်တလုံးမှာပဲ KNY ဒေသ3ဒါရွာနဲ့ စောမြို့နယ်ကြောက်ထုတိုက်နယ်အကြီးပန်းပလုံးရွာဖုန်ကြီးကျောင်းအပါဝင်မြန်မာနိုင်ငံအနှံပြားမှာရှိတဲ့ကလေးတငယ်များနဲ့ပြည်သူများကိုရန်သူတပ်ဖွဲ့လေးကျောင်းကနေပြီးတော့တိုက်ခိုက်နေတဲ့စစ်ကောင်စီရဲ့လေးတပ်ရဲ့ရုံမှရက်ဆက်မှုများကိုလက်တုံပြန်တဲ့အနေနဲ့ကျွန်တော်တို့ရဲ့ BWM အဖွဲ့ကစီမံက MKCDF ကဥဆောင်ပြီးမိဖက်အဖွဲ့များနဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ BWM အဖွဲ့ကတာဝန်ခံကသတင်းထုတ်ပြန်ထားပါတယ်။တောင်ကူလေတပ်ဟာကရင်ဒေသနဲ့ကရင်ပြည်နယ်မှာရှိတဲ့ပြည်သူများနဲ့ တော်လန်ရဲ့အင်အားစုများကိုလေချောင်းကနေပြီးတော့တိုက်ခိုက်ရမှာအဓိကအသုံးပြုနေတဲ့လေဒါစခန်းဖြစ်တယ်လို့သိရပါဗျ။အကြမ်းဖက်လေဒါကိုခြေမုံတိုက်ခိုက်ခြင်းကိုတော်လန်ရဲ့အောင်ပွဲရဖို့အတွက်အရေးကြီးတဲ့လုပ်ငန်းတွေတရအဖြစ်နဲ့ကျွန်တော်တို့ MKCDF အဖွဲ့ကခံယူထားတဲ့အတွက်ကြောင့်လေဒါခြေမုံရဲ့မစ်ရှင်ကိုဆက်လက်ပြီးတော့အကောင့်ထဲပေါ်တဲ့အနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အားထားရတဲ့တောင်ငူလေဒါကိုတရခုံမောင်းမှာရှော့တိုက်ဒုံးများနဲ့ဒီကနေ့မှပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ MKCDF ကထုတ်ပြန်ထားပါဗျ။ အဲ့ဒီစစ်စင်ရေးအတွက်တလကြောကြောင်ပြင်ဆင်ခဲ့ရပြီးတော့ဒီကနေ့မနက်မှာလဲမိုးရွာသွန်းခဲ့တဲ့အတွက်ကြောင့်စစ်စင်ရေးကိုခက်ခက်ခဲခဲလှုပ်ဆောင်ခဲ့ရတယ်လို့ NKCDF ကဆိုထားပါဗျ။ဒါအပြင်စစ်ကောင်စီဘက်ကနေပြီးတော့လက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်မှုများရှိခဲ့ပြီးအဖွဲ့သားများအားလုံးဘေးကင်းရာကိုရောက်ရှိပြီးဖြစ်ကြောင်း BWM အဖွဲ့ကတာဝန်ရှိသူကပြောပြထားပါဗျ။အဲ့ဒီ mission နဲ့ပတ်သက်ပြီးတော့ထိခိုက်မှုအသေးစိတ်ကိုတော့စုံစမ်းနေသေးဖြစ်တယ်လို့၎င်းကပြောဆိုခဲ့ပါဗျ။ BWM နဲ့ MKCDF အဖွဲ့အနေနဲ့ ဒီနှစ်အတွဲမှာတောင်ကိုလေတက်ကိုဒုတိယအကြိမ်တက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြီးခဲ့တဲ့မက်စလာ14ရက်နေ့ကလည်း short tight ဒုံးများနဲ့ပြတ်ခတ်တက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်က3ဦးတေဆုံးခဲ့တယ်လို့သိရပါဗါဒ AP လ17ရက်နေ့ကလည်း Ela Leader စခန်းကိုတရခွန်မောင်းမှ short tight ဒုံးများနဲ့ပြတ်ခတ်တက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့၎င်းတက်ခိုက်မှုကြောင့်လေတက်အရာရှိ9ဦးနဲ့တပ်သား12ဦးစုစုပေါင်း18ဦးတေဆုံးပြီးစစ်နာဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ BWM ကတာဝန်ရှိသူကဆက်လက်ပြောကြားထားပါဗါဒ လေချောင်းကနေပြီးတော့တိုက်ခိုက်မှုများပြုလုပ်နေတဲ့စစ်ကောင်စီရဲ့လေတပ်စခန်းများကိုဆက်လက်ပြီးတော့တိုက်ခိုက်သွားမယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကရှမ်းပြည်နယ်မြောက်ပိုင်းအရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တီရှိရာလာရှိုးမြို့နယ်ကိုစစ်အင်အားများနဲ့ခဲယမ်းများအလုံးအရေးနဲ့ပို့ဆောင်နေပြီးတော့စစ်ရေးအရာအစင်တင့်ပြင်ဆင်ထားရန်ညွှန်ကြားထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လာရှိုးမြို့အရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ရှမ်းပြည်နယ်အရှိပိုင်းကပြည်သူစစ်တပ်ဖွဲ့များရှမ်းပြည်နယ်တခွင်ကပြည်သူစစ်တပ်ရင်းများကိုနေ့စဉ်ခေါ်ယူနေပြီးတော့လက်နက်များကိုလည်းတပ်ဆင်ပေးနေတယ်လို့သိရပါဗျ။နိုင်ငံတော်ဝန်ကတပ်ရင်းများမှာထုံနှုတ်အင်အားများကိုလည်းလမ်းရှိုးကိုလေယာဉ်များနဲ့ပို့ဆောင်နေပြီးတော့လက်နက်ခဲယမ်းများကိုလည်းလေကြောင်းကနေတဆင့်နေ့စဉ်ပို့ဆောင်လျက်ရှိတယ်လို့သိရပါဗျ။ဒီအပိုင်းအတွင်းမှာပဲစစ်ရေးအရာ24နာရီအမဲမပြတ်သတိနဲ့ပြင်ဆင်ထားဖို့ညွှန်ကြားချက်တွေရှိပါတယ်။လာတိုက်ခိုင်းရမှာမို့လို့လားပြန်တိုက်ဖို့လားဆိုတာကိုတော့ညွှန်ကြားချက်မှာမပါဘူး။24နာရီအမဲမပြတ်စစ်ရေးအဆင့်အတွက်ပြင်ထားရမယ်။ တက်တီတက်ချီတက်လှုပ်ကိုအမိန်ပေးတာနဲ့ချက်ချင်းတက်ချက်ချင်းလှုပ်ရှားနိုင်တဲ့အထိပြင်ဆင်နာဖို့ညွှန်ကြားထားပါတယ်အရေးပေါ်အစဉ်သစ်ဖြစ်နေရမယ်လို့ညွှန်ကြားထားတာပါလို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်လာရှိုးအခြေစားစစ်ဘက်သတင်းရင်းမြစ်ကလည်းလာရှိုးမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီလက်အောက်ခံတပ်ရင်းတပ်ဖွဲ့များအားလုံးမှာအခုရက်ပိုင်းအတွင်းအရေးပေါ်စစ်ရေးသတင်းနဲ့တက်လန့်ထားပြီးတော့စစ်ပြင်ထားရကြောင်းနဲ့ လာရှိုးမှာစစ်တပ်အင်အားစုစုပေါင်းထောင်ချီပြီးတော့ရောက်ရှိအသည့်ပြင်ဆင်ထားရကြောင်းပြောဆိုထားပါတယ်။ဒါပြင်စစ်ကောင်စီတပ်အတွင်းမှာလည်းမြောက်ပိုင်းမဟာမိတ်ညီနောင်တပ်ဖွဲ့များကလာရှိုးမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာများမှာတပ်များဖျောက်ပြီးတော့လာရောက်ဝိုင်းထားတယ်ဆိုတဲ့သတင်းများပြန့်နှံ့နေပြီး စစ်ကောင်စီတပ်ရဲတပ်ဖွဲ့များရမခစစ်ဌာနချုပ်အတွင်းထဲမှာဟာဝေဇာအမြောက်များအတွဲလိုက်ဒုံးပစ်ကားများကိုပုံမိုတက်ဆင်လျက်ရှိတယ်လို့သိရပါတယ်။အခုနှစ်ဇန်နဝါရီလ10ရက်နေ့ကစတင်ပြီးတော့စစ်ကောင်စီနဲ့မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ကြားမှာယာယီအပြစ်ခတ်ရဲစဲရေးသဘောတူညီချက်ရရှိထားတော့လေစစ်ကောင်စီဘက်ကတော့မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကတိမ့်ပိုက်ထားတဲ့မြို့နယ်များအလုံးကိုစစ်အုပ်ချုပ်ရေးအမိန့်ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းတရချောင်းမြို့နယ်ပဲတက်ကြီးရွာကိုအကြမ်းဖက်စစ်ကောင်စီကစစ်ကြောင်းထိုးဝင်ရောက်လာပြီးတော့နေအိမ်များကိုမိရှုနေတဲ့အတွက်တိုက်ပွဲများပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မေလ10ရက်နေ့မနက်ပိုင်းကရေချောင်းအတိုင်းစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားများကပဲတက်ခြေရွာအတွင်းကိုဝင်ရောက်ပြီးတော့နေအိမ်များကိုမိရှို့နေတဲ့အတွက်ကြောင့်တော်လိုင်းပူပေါင်းတပ်ဖွဲ့များနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ပဲတက်ခြေရွာမှာရှိတဲ့စစ်ကောင်စီစခန်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကမေလ၈ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီကရေချောင်းကနေပြီးတော့ခြေတက်လာကပြန်လည်ထိုးစစ်ဆင်လာခြင်းဖြစ်တယ်လို့သိရပါတယ်။ပဲတက်စခန်းကိုပြန်လုချင်တာထင်းနဲ့ရေလန်းကနေပြီးတော့တက်လာတာဒီမနက်တော့ပဲတက်ခြေရွာတွေကိုရောက်လာပြီးတော့ရွာလယ်ပိုင်းကနေစပြီးနေအိမ်တွေကိုမိရှို့နေတာအဲ့ဒါကြောင့်တော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲပြန်ဖြစ်နေတယ်လို့ ဒေသနေပြည်သူတို့ကပြောဆိုလာပါတယ်။ပဲတဲ့ခြေရွာမှာတက်ဆွဲနေတဲ့အကြမ်းဖက်စစ်ကောင်စီစခန်းဟာနှစ်ပေါင်းကြာမြင့်ပြီဖြစ်ပြီးတော့အမတ်ရှိပြည်တော်စုလမ်းမကြီးပေါ်မှာတည်ရှိကစီရေးအရာရေးပါတဲ့ဘူဟာစခန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။ပဲတဲ့ခြေရွာအနောက်ဘက်ကိုလည်းရေချောင်းကနေပြီးတော့တင်းမောနဲ့လာရောက်နိုင်တယ်လို့သိရပါတယ်။ပဲတဲ့ရွာအနောက်မှာတင်းမောလာလို့ရတယ်။ပဲဝုတ်လို့ခေါ်တယ်။ဒဝဲကိုသွားလို့ရတယ်။ပဲတဲ့ရွာသားတွေမှာလှေရှိတယ်။အရင်ကတော့လှေနဲ့ဘိတ်ကိုသွားကြတယ်။ အဲ့ဒါကြောင့်အဲ့ဒီစကမ်းကိုသူတို့ကအရန်ပြန်လိုချင်နေတာလို့ဒေတာနေပြည်သူတို့ကပြောဆိုထားပါတယ်မေလ၈ရက်နေ့မနက်၈:၃၅မိနစ်မှာပဲတဲ့ဂျေးရွာစကမ်းကိုတော်လိုင်းတပ်ဖွဲ့များကတိမ့်ပတ်ရရှိခဲ့ပြီးတော့အဲ့ဒီတိုက်ပွဲအတွင်းမှာအချမ်းဘက်စစ်ကောင်စီတပ်သား၈ဦးတေဆုံးက26ဦးအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်အဲ့ဒီအချမ်းဘက်စစ်ကောင်စီတပ်သားတွေအုံပြုတဲ့လက်နက်မျိုးစုံအလက်30နဲ့ခရမ်းမီကြောင့်များစစ်တုံးဆက်ဆက်ပစ္စည်းများကိုတိမ့်ဆီးရမိက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်ကရဲဘော်၂ဦးတိုင်းပြည်နဲ့ Federal Democracy စနစ်အတွက်အသက်ပေးလှူခဲ့ရတဲ့အပြင်ရဲဘော်၆ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့ကတပိတ်ခေါင်းဆောင်တအူးဖြစ်တဲ့အသက်29နှစ်အရွယ်ကိုဝေမိုးနိုင်ကိုစစ်ကောင်စီအုပ်စုကလူတက်မှုဆွဆွဲချက်နဲ့ဒီကနေ့မေလ10ရက်နေ့မှာထောင်ဒဏ်အနှစ်20ထပ်မံချမှတ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်အာဏာသိမ်းမှုစန့်ကျင်ကြောင်းငြိမ်းချမ်းစွာဆန္ဒပြရင်းနဲ့2022ခုနှစ်အေပီလ15ရက်နေ့ကလေးကစစ်ကောင်စီအုပ်စုရဲ့ဖမ်းဆီးထောင်ချခြင်းကိုခံထားရတဲ့မုံရွာတပိတ်ခေါင်းဆောင်ကိုဝေမုံနိုင်ကိုဒီနေ့မှစစ်ကောင်စီအုပ်စုရဲ့မုံရွာခရိုင်တရားရုံးကရာဇသက်ကြီးဥပဒေပုံမှ302နှစ်အရာထောင်နဲ့220ရာဇသက်ကြီးဥပဒေပုံမှ364အရာထောင်နဲ့220နဲ့ရာဇသက်ကြီးဥပဒေပုံမှ905ကကြီးအရာထောင်နဲ့2နှစ်စုစုပေါင်းထောင်နဲ့42နှစ်ကိုတပေါင်းနဲ့ကြာခံစေဖို့အတွက်အမိန့်ချခဲ့တာလို့ မုံရွာလူလူတပိတ်တိုက်ပွဲမှာဥဆောင်ကောမဒီဝင်ကိုရှင်းတန်ကပြောဆိုခဲ့ပါတယ်အခုကတော့စက်မှုဇုံတွေကရဲနှစ်ယောက်တတ်တဲ့အမှုမှာအားပေးတယ်ဆိုပြီးတော့မတရားဆွဲခံရတဲ့အမှုပေါ့ဒီအမှုမှာကဆွဲထားတဲ့ပုံမှန်တွေက၃ခုပေါ့၃ခုနဲ့မှ42နဲ့ချတာပေါ့အဲ့ဒီမှာကတပေါင်းနဲ့ကြာခံစီရမယ်ဆိုတော့20ပဲကြာတာပေါ့လို့ကိုရှင်းတန်ကရှင်းပြခဲ့ပါတယ်စစ်အာဏာသိမ်းစာ2021ခုနှစ်အတွင်းကမုံရွာမြို့စက်မှုဇုံမှာစစ်ကောင်စီအုပ်စုရဲ့လက်အောက်ခံရဲနှစ်ယောက်တိုက်ဆုံခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ကိုဝေမိုးနိုင်ကိုလူတက်မှုမှာပါဝင်တယ်လို့စွပ်စွဲကအထက်ပါတိုင်းစစ်ကောင်စီအုပ်စုကထောင်ဒဏ်တွေထတ်ချခဲ့တာလို့ဆိုပါတယ်စစ်ကောင်စီအုပ်စုဟာကိုဝေမိုးနိုင်ကို ပုံမှန်အမျိုးမျိုးနဲ့အမှုစဉ်တရားစွဲကထောင်ချနေတာလို့ကိုရှင်းတန်းကပြောဆိုခဲ့ပါတယ်စစ်ကောင်စီအုပ်စုကကိုဝေမိုးနိုင်ကို2022ခုနှစ်ဩဂတ်လမှာရာဇသက်ကြီးဥပဒေပုံမှန်905နိုင်ငံတော်အကြီးညိုပြက်စီမှုအမှု9မှုအတွက်ထောင်ဒဏ်10နဲ့တဘာဝ BNDA ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရထောင်ဒဏ်2နဲ့ 2023ခုနှစ်မှာရာသတကြီးဥပဒေပုံမှ905နဲ့ပဲထောင်ဒဏ်3နှစ်ရာသတကြီးဥပဒေပုံမှ148ရုံးရင်းစံခတ်မှုမှာပါဝင်မှုအရာထောင်ဒဏ်3နှစ်ရာသတကြီးဥပဒေပုံမှ395ဓမြမှုအရာထောင်ဒဏ်220ရာသတကြီးဥပဒေပုံမှ390ဓမြမှုကျူးလွန်တဲ့အချိန်မှာတစုံတစ်ယောက်ကိုနာကျင်စေမှုအရာထောင်ဒဏ်9နှစ်ရာသတကြီးဥပဒေပုံမှ303တာမန်နာကျင်စေမှုအရာထောင်ဒဏ်1နှစ် ုစုပေါင်း34နှစ်ချမှတ်ထားပြီးဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာမုံရွာထောင်အတွင်းစစ်ကောင်စီအုပ်စုရဲ့ဖမ်းဆီးထောင်ချခြင်းခံထားရတဲ့ကိုဝေမိုးနိုင်ဟာကျမ်းမာရေးကောင်းမွန်တယ်လို့နှိစက်တဲ့သူတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာဘီတင်ဆက်ပေးရမယ်တရင်ကတော့တမိုင်းဝင်ရှင်ကိုရှင်စည်ရင်ဝင်ရှင်တဝဲဖျားရှိတဲ့ဒဝယ်မျိုးနဲ့မောင်မဆောင်ကျေးရွာအတွင်းကိုမေလ9ရက်နေ့ညကလက်နက်ကြီးများနဲ့ဇက်တိုက်ပစ်ခတ်ခံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇဟာရွာအခြေဆိုင်စစ်ကောင်စီရဲ့အမြောက်တရင်က ည9နာရီအချိန်ကစပြီးတော့လက်နက်ကြီးနဲ့6ကြိမ်ထက်မနည်းပစ်ခတ်ခဲ့ကြောင်းဒေသခံတွေကပြောဆိုခဲ့ပါတယ်လက်နက်ကြီးကြီးများဟာမောင်မရှောင်ရွာရဲ့အရှိပိုင်းအနောက်ပိုင်းနေရာအနှံ့ကိုကြားရောက်ပောက်ကွဲခဲ့ကြောင်းဒေသခံအမျိုးသမီးတို့ကပြောဆိုခဲ့ပါတယ်နေအိမ်တစ်လုံးကြီးစံထိမှန်ပြီးတော့ပျက်စီးကနွားတစ်ကောင်လည်းတေဆုံးခဲ့တယ်လို့၎င်းတို့ကပြောဆိုခဲ့ပါတယ်မနည်းကုန်းအရက်မှာအိမ်ပေါ်ကိုကြားတယ်လူကပထမတစ်လုံးစပစ်ကလေးကအိမ်အောက်ကိုဆင်းနေလို့လွတ်သွားတာနွားတစ်ကောင်လည်းတေသွားတယ်လို့၎င်းကဆက်လက်ပြောဆိုခဲ့ပါတယ် ်ပြီးခဲ့တဲ့မတ်လကလည်းစစ်ကောင်စီတပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးထိမှန်ခဲ့တဲ့အတွက်ကြောင့်ရှင်တဝဲဖရရဲ့သာသနိကအဆောက်အုံများဖုန်ကြီးကြောင်းတွေကကြောင်းဆောင်တဆောင်နေအိမ်တလုံးထိမှန်ပျက်စီးခဲ့ပြီးတော့ဒေသခံပြည်သူနှစ်ဦးလည်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။မောင်မရှောင်ကျေးရွာအနီးဝန်းကျင်မှာစစ်ကောင်စီတပ်နဲ့ပြည်သူကာကွယ်ရေးတပ်တို့ထိတွေ့တိုက်ပွဲမကြာခဏဖြစ်ပွားလေရှိပြီးတော့စစ်ကောင်စီတပ်ကလည်းမောင်မရှောင်ရွာကိုလက်နက်ကြီးနဲ့မကြာခဏပစ်ခတ်လေရှိတယ်လို့ဒေသခံတွေကပြောပါဗျ။ဒါကြောင့်ဒေသခံအများစုဟာနေရက်ကိုစွန့်ခွာပြီးတော့ပြောင်းရွှေ့နေထိုင်နေရကြောင်း တရင်ရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ